ပြီးခဲ့တဲ့ဘန်နာနှစ်ဖြစ်တဲ့2016-2019ဘန်နာနှစ်မှာငသလောက်၅ဖန်စီရရှိမှုကရှေ့တစ်နှစ်ကထက်ပမာဏ9ဆလောက်ပိုမိုရရှိတယ်လို့မြန်မာနိုင်ငံပင်လယ်ငါးဖန်အသင်းရဲ့အတွင်းမှဦးကျော်နိုင်ကပြောပါတယ်။ငါတူချင်းအနေနဲ့ပြောရတော့ဒီတနေ့ငသလောက်အများဆုံးပေါ့။ငသလောက်က2015-16နဲ့2016-17ထဲမှာဆိုရင်2000 56ထဲ16စက္ကွန်ကငါပိတ်တတ်ချိန်ပေ60ကျော်90နီနီ ရောက်သွားပြီမနေရတဲ့အစား9ဆလောက်များသွားတော့ဒီဘတ်တင်မမှုစတိုက်ကြဆင်းနေတဲ့ငတလောင်ငါက2015 2016ဘဏ္ဍာနှစ်မှာတော့ရွေးထက်ပစ္စည်းပြပတင်မမှုထိတ်တန်းကအမျိုးအစားဆယ်မျိုးတွေမှာနံပါတ်6ဆင့်ရှိခဲ့တာပါ တက်ဂရီ2000ပြည့်နှစ်မတိုင်ခင်အထိငသလောက်ငါပြပတင်မှုကအများဆုံးဖြစ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းပြပတင်မှုတဖြည်းဖြည်းကျဆင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဗန်နာနှစ်မှာငသလောက်ဖန်ဆင်းရရှိမှုများပြခဲ့တာကြောင့်ပြပတင်မှုကလည်းအင်းနီချင်းနိုင်ငံများနေတူနိုင်ငံသားဈေးကွက်တွေကိုပုံမိုးတင်ပို့နိုင်မှုမျှော်လင့်တယ်လို့အတွင်မှုဦးကျော်နိုင်ကပြောပါတယ်။ဒါပေမဲ့ market ထဲမှာတရုတ် market ရဲ့မလေးရှား market ရဲ့မှာက store လေးထားရတဲ့ ဈေးကြီးတော့ပြီးတော့2015 16မှာဘင်္ဂလားဒေ့ရလည်းငတလာအများကြီးတည်တယ်အိန္ဒိယလည်းငတလာအများကြီးတည်သွားတယ်ဒါတော့သူလူနေရှင်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံကနည်းခဲ့တယ်ဒါပေမဲ့ဒီတနေ့ကတော့ကြုံပါပါဒီတနေ့က2016 16မှာငတလာပိတ်သက်ချိန်360 90နီနီတည်သွားတယ်တွေ့ဒီဟာမကဲကတော့ဒီတနေ့တော့ ငါတလောက်မရတော့မြန်မာနိုင်ငံငါလုံငန်းအဖွဲ့ချုပ်အထွေထွေတည်မှုဖြစ်သူဦးဝင်းကျိုင်းကတော့ငါတလောက်ပြည်ပတည်မမှုပြန်လဲတိုးတက်လာတယ်လို့ဆိုပါတယ်ပျောက်နေတဲ့ငါတလောက်ကဒီနှစ်မှာထူးထူးကဲကဲလာပြီးတော့360ကျော်လောက်လာမိတဲ့သဘောရှိပါတယ်နိုင်ငံသားကိုလည်းပို့နိုင်တဲ့အတွက်ကြောင့် ်ဒီနေ့ငါတလောက် expo ကလည်းတက်လာတဲ့သဘောရှိပါတယ်အရှင်းနှစ်တွေကငါတလောက်ဖန်ဆင်းရရှိမှုနဲ့ပါခဲ့တာကြောင့်ပြည်တွင်းစျေးကွက်မှာတပိတ်တာကို9000ကျပ်ဝန်းကျင်ရရှိခဲ့ပေမဲ့ခုနှစ်မှာတော့အမြင့်ဆုံးဈေးအနေနဲ့ငါတလောက်တပိတ်တာကို9200ဝန်းကျင်လောက်သာရရှိတယ်လို့သိရပါတယ်ဒီမှာနိုင်ငံရထပစ္စည်းပြပတင်ပို့မှုအနေနဲ့ပြီးခဲ့တဲ့2016 2019ဘဏ္ဍာနှစ်မှာတန်ချိန်၄သိန်း၄သောင်းနီးပါးတင်ပို့နိုင်ခဲ့ပြီးတန်ဖိုးအပြင်အမေရိကန်ဒေါ်လာ605သန်းကျော်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဘန်နာနှစ်ဖြစ်တဲ့2019-2018ဘန်နာနှစ်မှာပင်လယ်ငါဖန်ဆီးမှုကိုမေလကနေဇွန်လလထိရပ်နားထားပြီးအဲဒီလတွေအတွင်း30ရာခိုင်နှုန်းသာဖန်ဆီးနိုင်တယ်လို့မြန်မာနိုင်ငံငါးလုံငန်းဦးစီးဌာနကသတ်မှတ်ထားပါတယ်။